တော်တော်ကွေ့လို့ကောင်းတယ်ခင်ဗျာအခုကကျွန်တော်အကွေ့ကိုကျွန်တော်လုံးဝ45 degree အကွေ့ကိုကျွန်တော်လုံးဝကို speed နဲ့နင်းပြီးတော့ကွေ့တာငြိမ်နေတာပဲအဲ့ဒီချက်ကြိုက်တယ်ဗျာတကယ်ပဲ parking ကိုတွင်းမာလာထွက်မာလာဆိုတဲ့ဟာတွေအကုန်လုံးရွေးလို့ရတယ်ဗောနော်ဆိုတော့ auto parking ပါမယ်2023 model ဆိုပေမဲ့လည်း2025 model တွေကိုကျွန်တော်မှီရဲလို့ပဲကျွန်တော်ပြောခြင်းတယ်တောင်းတောင်းခီးဝေးကိုလည်းစိတ်မပူပဲသွားလို့ရတယ် EV ကမောင်းပြီးတော့မှကျွန်တော်1.3ပြန်မောင်းမယ်လို့ပြောလို့ဆိုရင်တော့တော်တော်လေးကိုစိတ်စင်းရမယ်သဘောမျိုးတော့ရှိတယ်။ Automobile app ပြတဲ့ကြီးအားလုံးပဲမင်္ဂလာပါ။ဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ Japan brand သုံးထားတယ်။ဒါပေမဲ့ EV ကပေါ့နော်တရုတ်ကားပဲပေါ့နော်။ဆိုတော့ Japan brand နဲ့လာတဲ့ Honda ENS1 လေးပေါ့နော်ဒီကောင်2023 model လေကျွန်တော်တို့ business 3H တို့ business 4H တို့ကတော့ JC တို့4တို့နဲ့ပေါင်းပြီးထုတ်တာဒီကောင်ကတော့ down fan နဲ့ပေါင်းပြီးထုတ်တာပေါ့နော် down fan နဲ့ Honda နဲ့ပေါင်းပြီးထုတ်တာ Honda ENS1 2023 model ကျွန်တော် range ကကျွန်တော်တို့ဘယ်လောက်ရမလဲဆိုရင် CLTC range ကို9လောက်ရမယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော် WLPD တို့ဘာလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အမ်400ဝန်းကျင်410 420လောက်တော့ ရမယ် battery capacity အဲကျွန်တော်68 kW battery ရှိမယ်အဲကျွန်တော်ထိုင်ကုန်မော်တာတွေအားလုံးအဲထိုင်ကုန်လေသာတွေအားလုံးဖြစ်သွားမယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့ဒီကောင်ကတော့တော်တော်လေး function စုံနေဈေးနှုန်းကတော့ကျွန်တော်1500ဝန်းကျင်လို့ပြောပြောထားတယ်ကျွန်တော်ဒီကားလေးကတော့ငကားလေးဒီ showroom မှာရှိတာငကားလေး showroom အမှတ်နှစ်ပေါ့နော်ဒီမြောက်တကုံအဲကျွန်တော်ပြည်တော်စုလမ်းမကြီးပေါ့ကအဲငကားလေးဒီ showroom အမှတ်နှစ်မှာရှိတာပဲ ဖြစ်ပါတယ်ဒီကားလေးကိုကျွန်တော်တို့အဲဒီ day review သွားရမယ်ဆိုလို့ရှိရင်အဲဒီကောင်လေးကတာယာကကျွန်တော်တို့ 225R50 ဂွေဆိုင်ကတော့18သုံးထားတယ်ကျွန်တော် 225R50 ဆိုတော့ကျွန်တော်တို့တာယာရောသူကဒီ EV ကားဖြစ်တဲ့အတွက် side wall true လေးအဲသုံးထားတာပေါ့နော်ပြက်ကတော့အရင်မကျဲဘူးကျွန်တော်တို့အဲဒါကတော့ကျွန်တော် passenger seat ဖြစ်တဲ့အတွက် comfort bag ကိုသူသွားထားတာပေါ့နော်ဆိုတော့ ground clearance ကလည်းကျွန်တော်တို့ရှစ်လက်မှဝင်ကျင်တော့ရှိတယ်ပေါ့နော်ဒါကဒီမှာ3 360 camera တွေလည်းအားလုံးပါသွားမယ်ကားကနည်းနည်းလေးတော့ကျွန်တော်တို့သူက ခုတိုက်လေးသွားထားတယ်ကျွန်တော်အနောက်မှာပို့ပြီးတော့ဝစ်သွားတယ်ဗောနော် Honda ရဲ့ပုံစံအတိုင်းလေးပဲသူဝစ်ဝစ်ကလေးပုံစံလေးတွေသွားထားတာအများကြီးသူကကျတော့တအားကြီးအပေါ်ဟိုဒီအာ height ကို ceiling height ကိုအများကြီးယူတာမျိုးသူကသိမရှိဘူးဗောနော်ဆိုတော့အမြင်ကကျွန်တော်အမြင်ပြောရရင်တော့ဒါကောင်ကအာ၄ဘီ7လက်မလောက်ပဲရှိမယ်9ဘီလောက်တော့အမြင်တော့မရှိတော့ဘူးဗောနော်ဆိုတော့ ground clearance ကအဲ့လောက်ရှိမယ်ကျွန်တော်နောက်ဖုန်း motor တွေပဲအကုန်လုံးပါသွားတယ်ဟွီးဘေ့စ်ကတော့ကျွန်တော်တို့ဟို ၈ပေ၇ပေ၈လက်မ၉လက်မအလောက်ဝင်ကျင်လောက်ရှိမယ်ဝေးဘေ့စ်လည်းအရင်မရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကနောက်ကနောက်ဖုံးမော်တာဖြစ်သွားမယ်ဒီကောင်လေး plus နဲ့ရှာလို့ရှိရင်နောက်ဖုံးမော်တာနဲ့တော့ဝင်နေပြီရောနောက်ဖုံးမော်တာမှာပါပဲနဲ့တွားလို့ရမယ်အဲဒီကောင်က speaker ဆိုလဲ Bose speaker တွေအဲသုံးထားပေးတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့အခင်းလေးတွေအေးခင်းထားတာနောက်ပြီးတော့ cargo လိုက်ပါမယ်ကျွန်တော်တို့အဲ luggage အကြီးအကြီးတော်တော်ကြီးကြီးတစ်လုံးတော့ ပါမယ်ပေါ့နော်ဆက်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီကောင်နဲ့ခုံနဲ့ခောက်ပြီးရောလဲအဲတင်လို့ရမယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့ပြီးသွားလို့ရှိရင်ကျွန်တော်မြင်သာအောင်ပြောတာပေါ့နော်ဒီနေရာမှာကျွန်တော်ကဟိုခေါင်းအိခေါင်းအိထဲထဲပြောတော့အဲကျွန်တော်ရူဂျူမှာတယောက်ကလာမန့်နေပေါ့နော်အဲခေါင်းအိနဲ့ကြီးပဲနှိုင်းရှင်နေညီမညီမအားလုံးချမ်းသာသွားကြပြီလားဆိုကျွန်တော်မြင်သာအောင်ပြောလိုက်တဲ့သဘောမျိုးပါပေါ့နော်ဆိုလက်ကအကြီးဆိုလို့ရှိရင်တော့အဲနှလုံးတော့ဆက်မယ် အဲကျွန်တော်ထပ်ပြောရလို့ခေါင်းအိတ်ထဲကျင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအဲကျွန်တော်ခေါင်းအိတ်ကတော့တအိတ်မဆန့်လာဘူးဒီကောင်ကခေါင်းခေါက်ပြီးထဲမှာပဲရမယ်ပေါ့နော်မြင်သာအောင်ပြောတဲ့သဘောမျိုးပါဆိုတော့ကပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲဒီမှာ charging ပစ္စည်းတွေအပြည့်စုံပါမယ်ဒီကောင်လေးကတော့ကျွန်တော်တို့ဒီကောင်ကအဲကီလို1800ဝန်းကျင်တော့ကီလိုပါထားပြီးသားဖြစ်ပါတယ်0ကီလိုတော့ဟုတ်တော့ဘူးနော်ပြင်ပေးရင်တော့ဒါလေးနဲ့ပြန်ပေးလို့ရတယ်အဲဒီကောင်မှာ function တွေကတော့ကျွန်တော်တို့ ဘာ function တွေပါလဲဆိုတော့ auto parking တွေပါတယ်တခြား function တွေတော်တော်များပါတယ်360 camera တွေလည်းပါတယ် function လေးတော့တော်တော်စုံနေအနောက်ကကြည့်ရင်လည်းနောက်ရောက်တော်တော်လေးလှတယ်ပေါ့နော် daytime running light ဆိုရင်အရှိကြီးပဲပေါ့နော်ဒီကောင်ဆိုလို့ရှိရင်တော်တော်လေးကိုလှတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အာ auto parking ပါမယ်အထဲထဲမှာလည်းကျွန်တော် leather seat တွေအားလုံးပါတယ်နောက်တော့ထိုင်ကုန်လေးလုံးသလုံးအားအပူစနစ်ပါအေးတော့မပါဘူးပေါ့နော်အပူစနစ်ပါတယ်ဆိုတော့ဒါတွေကတော့ ကျွန်တော်တို့ဒီအတခြားအေးတဲ့နိုင်ငံတွေအတွက်ထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအပူစနစ်ပဲပါတာမျိုးဖြစ်မယ်ပေါ့နော်ဆိုတော့အတွင်းကန်းလေးကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ကြည့်လိုက်ကြမယ်ပေါ့နော်ဒီကောင်လေးကကျွန်တော်အမြင်အခုဝင်ရင်းပြောရရင်တော့ EV မဆန်နဲ့ EV လို့ပဲပြောရမယ်။ဘာဖြစ်လို့ဆိုတော့ EV မဆန်ရလဲဆိုလို့ရှိရင်အရင် EV မဆန်ရလဲဆိုလို့ရှိရင်2023 model ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် EV အရင်မဆန်တာပေါ့နော်။ဆိုတော့ဘာကြောင့် EV မဆန်လဲဆိုလို့ရှိရင် အာကျွန်တော်တို့ဒီ IC ကစီကားပေါ့နော်အဲမှာသုံးတဲ့၄ရောက်အတိုင်းပဲသူအကုန်သွားထားတယ်ကျွန်တော်ဘတ်တန်တွေတော်တော်များတွေ့ရတယ် physical button တွေတော်တော်များထည့်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ရန်ကြီးဒီ technology ဆန် technology နဲ့ရန်ကြီးမရင်းနေတဲ့သူတွေဆိုရင်တော့ဒီကားကိုအကြိုက်တွေ့လိမ့်မယ်ဘာလို့ physical button တွေတော်တော်များတွေ့ရတယ် lock တွေကလည်း mechanical lock တွေဒီမှာ cloud တွေကအကုန်လုံးကျွန်တော်တို့စီကားပုံစံတိုင်းပဲ aircon fan ရွှေ့တာပြူတာလေးတော့ပုံစံလေးတစ်မျိုးပြောင်းသွားတယ်ဒီမှာကျွန်တော်တို့အာလှည့်တဲ့ဟာလေးနေပေါ့နော်ဒီလိုမျိုးလှည့်တဲ့ဟာလေးနေကျွန်တော်တို့ အလုပ်ရတာဒါလေးကတော့ကျွန်တော်တို့ဒီတခြားကားလေးနဲ့ပုံစံလေးနဲ့ကွာတယ်ဒီမှာ club box ရှိမယ်ဆိုတော့ club box ကလည်း soft opening ဒီမှာ ambient lighting လေးတွေပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ infotainment screen ကတော့ကျွန်တော်တို့အရှိကြီးပေါ့နော်သူကတော့15လက်မလို့ပြောထားတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့အာ LCD နှစ်ခုဆက်ထားရလို့ကျွန်တော်မြင်ရတယ်ဒီနှစ်ခုကြားတဲ့ဒီနှစ်ခုကြားထဲမှာဖြတ်ပြီးပြတာမျိုးမမြင်ရဘူးကျွန်တော်ထင်တော့ LCD နှစ်ခုဆက်ထားတဲ့ပုံစံပဲဒီနှစ်ခုဆက်သေးပြတဲ့ပုံစံမျိုးကိုမမြင်ရဘူးအပေါ်မှာတသက်ရုပ်တစ်ခုအောက်မှာ တသက်တစ်ခုပေါ့နော်အဲ့လိုခွဲခြားပြတာဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီပေါ်မှာပေါ်တာတစ်မျိုးဒီပေါ်ဒီဟာကြီးတစ်ခုလုံးတစ်ဆက်တည်းပုံရိပ်ပေါ်တာမျိုးတော့ကျွန်တော်မတွေ့ရဘူးပေါ့နော်ဒါလည်းဘာမှတော့ပြဿနာမရှိဘူးဒါပေမဲ့အဲ့လိုမျိုး view ကိုရှင်းရှင်းလင်းလင်းမြင်ရတာကကောင်းတယ်ပေါ့ဒီမှာ view ကတော့ကျွန်တော်ပုံစံမျိုးစုံကြည့်လို့ရတယ်ဆိုတော့360 camera ပါရတဲ့ဒီကောင်ကကားဖေးပဲညာတခြားအဲကြည့်လို့ရတယ်အဲ့ဒါအောင်မှကျွန်တော်တို့အဲရှေ့ view ကြည့်နောက်ပြီးအပေါ်က but i view လဲရတယ်ဆိုတော့ camera resolution ကိုပြောရမယ်ဆိုလို့ရှိရင်တော့အခု2025ပေါ်တဲ့ camera resolution တွေလောက်တော့ ြီးတောက်ရှင်းမဟုတ်ဘူးမမြင်ရလားဆိုတော့မဟုတ်ဘူးနည်းနည်းလေး resolution လေးတော့နည်းတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်အာပြီးသွားရင်ကျွန်တော်တို့ဒီမှာ setting နေပါမယ်ကျွန်တော်တို့အာဆိုတော့ဒီမှာပေါ့နော်ကားနဲ့ပတ်သက်တဲ့ setting နေအကုန်ပါမယ်ကျွန်တော်တို့အာဒီမှာ driver assist system နေပါမယ်ကျွန်တော်တို့ဒီအာ lighting system နေပါမယ်အကုန်လုံးဒီမှာအာ window နဲ့ပတ်သက်ပြီးတော့အကုန်လုံးကျွန်တော်တို့အာကိုကြိုက်သလိုချိန်လို့ရတဲ့ဟာတွေ ပါပါဒါတွေအကုန်လုံးအသေးစိတ်ကလစ်မပြတော့ဘူးကျွန်တော်ကင်မရာ view နဲ့ပတ်သက်ပြီးတော့လည်းဒီမှာအကုန်ကြည့်လို့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီမှာအကုန်လုံးသူ change လို့ရမယ်နောက်ထပ်တစ်ချက်ပေါ့နောက်ပြီးသွားလို့ရှိရင်အာဒီမှာ general setting general setting မှာကင်မရာအတွက်ပါ change မှာလည်းအကုန်လုံးဒီမှာ change လို့ရတယ်ဒီကောင်တွေကတော့အောက်ဖက်မှာပေါ်တယ်နော်အာဒီမှာထိုင်ကောင်အပူအေးတွေအပူအပူအပူစနစ်တွေအပူအေးမဟုတ်အပူစနစ်တွေအာလှုပ်လို့ change လို့ရတယ်ပေါ့နော်ဆိုတော့အခါကျတော့အာဒီထဲမှာကျွန်တော်တို့ application အနေနဲ့ဘာပါမလဲဆို bluetooth ရမယ်အဲကျွန်တော် android auto နဲ့ကျွန်တော်တို့အဲ့ဒါတွေတော့ apple carplay တော့ကျွန်တော်မတွေ့ဘူး byte car life တော့တွေ့တယ်ဗောနော်ဆိုတော့အဲ့ဒါလေးတခုတော့တွေ့တယ်ကြံတဲ့ဟာတော့ဘာမှကျွန်တော်မတွေ့ဘူး bluetooth နဲ့တော့ချိတ်လို့ရမယ် smartphone connection ရှိမယ်ဒီကောင်ဆိုတော့အဲ mirroring လောက်တာတော့တော့ရမယ်ထင်တယ်ကျွန်တော်အသေးစိတ်မကြည့်တော့ဘူးဗောနော်ဆိုတော့ okay ဟုတ်ပြီဒါကတော့ဒီ infotainment မှာပါတဲ့အဲ ဟာတွေပေါ့နော်ကျွန်တော်တို့ဒီ audio source ယူမယ်ဆိုဘယ်ရယူမလဲပေါ့နော်ဒါ function တွေပေါ့နော်ဆိုတော့ဒီမှာတွေ့လား line လေးတစ်ခုပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ထင်တော့ LCD နှစ်ခုကိုသူအပေါ်အောက်ဆင့်ပေးထားရဲ့လို့ကျွန်တော်မြင်တယ်ဆိုတော့ဘာပြောကြေးတော့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ wireless charging pad ပါမယ်ဒီကောင်ကလည်းဖွင့်လို့ပိတ်လို့ရတယ်ပေါ့နော်ဒီမှာ power button လေးတစ်ခုပါတယ်ဖွင့်လို့ပိတ်လို့ရမယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်တယ်ဖွင့်လို့ပိတ်လို့ရတယ်သူက ဘာသာဆိုင်ရဘက်ကိုအလုံးလုံးချင်လည်းရတယ်လုံးမလုံးချင်စီချင်လည်းရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဘက်ထရီဒရိန်းနာမြန်မာဆိုလို့ဘက်ထရီအားသုံးတာများမှာဆိုလို့ဆိုပြီးတော့မသုံးချင်တဲ့ဒီကောင်လေးကိုပိတ်ထားလို့ရတယ်ပြီးသွားလို့ရှိရင်ဒီကောင်က12 volt 120 socket ကလေးပါမယ်အာ gear gear shifter ရရတော့ကျွန်တော်တို့ clock ကလေးတွေဖြစ်သွားပြီကျွန်တော်တို့အဟိုမျိုးမဟုတ်တော့ဘူးပေါ့နော်အတန်လေးတွေတော့အလုံးလေးတွေတော့မဟုတ်တော့ဘူးဒီမှာကတော့အာ clock တွေဖြစ်သွားပြီအဲ့ဒီတစ်ခုကတော့နည်းနည်းလေး အဲတချို့အသားမကျသေးခင်တော့နည်းနည်းမောင်းရတာအခက်အခဲဖြစ်ကောင်းဖြစ်နိုင်တယ် drive mode အနေနဲ့ကတော့ကျွန်တော်တို့ eco mode ရှိမယ် normal mode ရှိမယ် small mode ရှိမယ်၃မျိုးပါမယ်နောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အာ auto parking ပါမယ် auto parking ပါ auto parking လေးကိုဘယ်လိုလေးဖြစ်သွားလဲဆိုတော့ကျွန်တော်ပြမယ်ဒီနာကျွန်တော်တို့ electronic parking brake နားလေးမှာ auto parking cloud လေးပါတယ်အဲ့ cloud လေးကိုနှိမ့်လိုက်တာ ਨੇ ကျွန်တော်တို့ parking ကကျွန်တော်တို့ထုတ်မှလားတွင်းမှလားဆိုတဲ့ဟာတွေအကုန်လုံးဒီမှာ function လေးပါတယ်ဒီဟာကိုနှိမ့်နေပြီးတော့ကျွန်တော်တို့က parking ကိုတွင်းမှလားထွက်မှလားဆိုတဲ့ဟာတွေအကုန်လုံးရွေးလို့ရတယ်ပေါ့နော်ဆိုတော့ auto parking ပါမယ် ဆိုတော့ကျွန်တော်ဒီကောင်ကရှေ့မှာကားတွေပိတ်နေရဖြစ်တဲ့အတွက်ကျွန်တော်မဆန်းပြတော့ဘူးကျွန်တော်တက်ဆွိုက်လေးတော့ပဲကျွန်တော်အာလုတ်ပြမယ်ပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်အာကျွန်တော်ဒီမှာပေါ့နော်နှောက်ကြည့်မှန်နှောက်ကြည့်မှန်ကတော့ကျွန်တော်တို့ဒါကင်မရာလေးပေါ့နော်ဘက်ကင်မရာလေးဆိုသူကဒီကောင်လေးကကင်မရာနဲ့ပြထားပေးတာကျွန်တော် DVR အနေနဲ့လည်း record ယူလို့ရမယ်လို့ကျွန်တော်ထင်တယ်အာပြီးသွားရင်ဒီမှာလုတ်နေရှိမယ်နောက်ပြီးတော့ sunroof ပေါ့နော် sunroof ကကျွန်တော်ဒီမှာ manual နဲ့ဒီမှာနှစ်ခု sunroof ကနှစ်ခုခွဲထားတယ်ဒီမှာတစ်ခုနောက်မှာတစ်ခု panoramic လို့ရတော့မဟုတ်ဘူးသူက နှစ်ပိုင်းခွဲထားတာပေါ့နော်ဆန်ရူကိုဒီမှာဆန်ရှိတ်ပါထည့်ပေးထားတယ်ဒါကတော့ကြံတဲ့ဟာတွေကတော့ကျွန်တော်တို့ငကိုပုံမှန်အတိုင်းပါပဲပေါ့နော်စပီကာတွေကတော့ Bose speaker တွေသုံးပေးထားတယ်ဒီ dashboard ကဒီကောင်တွေကအဲ leather လေးတွေပေါ့နော် leather ဆိုမဲ့အရင် soft leather တော့မဟုတ်ဘူးအဲဒီကောင်က dashboard ကအောက်ကတော့ flat ပဲဒါ dashboard cover လေးအဲလုပ်ပေးထားတာပေါ့နော်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဒီ steering rail မှာဆိုလို့ရှိရင် steering rail ကလုံးလုံး round shape ပဲအဲ pedal shift လေးတွေပါမယ် ပြီးသွားရင်ကျွန်တော်တို့ lane key accept တို့အာ cruise control တို့ no voice command တို့ဒီသချင်းကြော်ရဘောလုံး control ပါညာအကုန်လုံးကဒီကပါမယ်အဲဆိုတော့ဒီမှာအဲနောက်ပြီးတော့ကျွန်တော်ပုံမှန်တခြားနည်းပညာမြင်လာ EV တွေဆိုရင် brake နင်းလိုက်တာနဲ့ brake ကိုလှုပ်လိုက်တာနဲ့ဆက်နိုးတယ် power on နဲ့ဒါမျိုးတွေပေါ့နော်ဒီကောင်ကတော့အဲ့လိုမျိုးမဟုတ်သေးဘူး2023ကဖြစ်တဲ့အတွက် power button လေးပါတယ်ဒါလေးကိုတော့ကျွန်တော်ပို့ပြီးသဘောကျရဲကားကြံ brake ကိုသွားနင်းပြီးလို့နိုးသွားတာမျိုးပါမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီလို power button နဲ့လောက်တာတော့ကျွန်တော် personally ကတော့ကျွန်တော် ပိုကြိုက်တယ်နောက်ဖုံးကမော်တာပါတယ်နောက်ပြီးတော့ဒီဘက်မှာဘယ်ဘက်ဒီမောင်းသူရဲ့ဘယ်ဘက်ချမ်းမှာနောက်ဖုံးမော်တာဖွင့်လို့ရတဲ့ခုပ်လေးပါတယ်အဲ့ချက်ကိုလည်းသဘောကျတယ်အရင် review တွေမှာလည်းကျွန်တော်ပြောဦးတယ်အကားရက်တဲ့နေရာမျိုးမှာကျွန်တော်ကားရက်တဲ့အခက်တဲ့အဖုံးဖွင့်ဖို့လိုအပ်တဲ့ဘာညာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ကနေလှမ်းပြီးဖွင့်ပေးလို့ရတယ်ပေါ့နော်အားလေးကိုလည်းအဲကျွန်တော်ဒီကားမှာသဘောကျတယ်အရှိပိုင်းမှာတော့ဘာမှ trade 2ပြောစရာမရှိတော့ဘူး leather seat တွေဖြစ်တာရဲ့ကျွန်တော်တို့ ထိုင်ကုန်တစ်ခုသလုံးကအဲစီမော်တာပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြောရမယ်ဆိုရင်2023 model ဆိုပေမဲ့လည်း2025 model တွေကိုကျွန်တော်မှီရဲလို့ပဲကျွန်တော်ပြောခြင်းတယ်တချို့အာ EV ကားတွေမှာဆိုလို့ရှိရင်ဒီလောက်တောင် function တွေမပါဘူးဥပမာ electronic ဒီဒီ auto parking လိုမျိုးဟာမျိုးတွေမပါဘူးကျွန်တော် driver seat တစ်ဖမ်းတစ်ချမ်းအမပါတဲ့ကားအနေချင်းရှိရပေါ့နော်နည်းနည်းတော့နည်းတော့တော်တော်လေးရောနည်းတယ်ဆိုဒီကောင်ကအဲ့လောက်ပါသွားမယ်ဈေးနှုန်းကလည်း1500ဝန်းကျင်ပဲ range က900လောက်ရတယ်ဆိုတော့အတွက်ကြောင့်တောင်းတောင်ခီးဝေးကိုလည်းစိတ် ူပဲသွားလို့ရတယ်အဲကျွန်တော်နေပြီးတော့သွားမယ်ဆိုရင်135မှာတစ်ထောက်ထပ်ပြီးတော့တရားချင်းတစ်ထောက်ဝင်လာပြီးခြားချင်းသွင်းပြီးရင်နေပြီးတော့ဆက်သွားလို့ရတယ်မန္တလေးကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲနှစ်ခေါက်လောက်လမ်းမှာသွင်းရမယ်လို့တော့ထင်တယ်အကြာကြီးမဟုတ်ဘူးပေါ့နော်ခဏနည်းနည်းနည်းလောက်သွင်းသွားရင်တော့ပို့ပြီးတော့အလုံးကြုံစိတ်ချရမယ်လို့ထင်တယ်အဲ1 charge first charge တင်နေကျွန်တော်0မိုင်အားနေပြီးတော့အာဒီနေပြီးတော့မှတစ်ခါသွင်းသွင်းပြီးတော့ဟိုဘက်ထိကိုတော့အဲကျွန်တော်အနေနဲ့မသေးကြဘူးကဲဝေးမြို့ထဲမှာလည်းတန်းပြီးတော့ အာမသွေးမဲ့လေဂျင်ပတ်ချင်သေးတယ်တန်ပတ်နေသေးခြင်းလေဆိုတော့လမ်းမှာနှခါလောက်သွင်းရတော့ပို့ပြီးစိတ်ချမယ်လို့ကျွန်တော်မြင်တယ်ဆိုတော့အရှေ့ပိုင်းမှာတော့ဒီလောက်ပါပဲဆိုတော့အနောက်ထဲကိုတစ်ချက်လောက်အဲသွားပြီးကြည့်ရမယ်ပေါ့နော်ဆိုတော့ဒီကောင်ကကျွန်တော်နောက်ခန်းထဲရောက်မှာနောက်ခန်းထဲမှာကျွန်တော်တို့ Emirates လေးပေါ့နော် Emirates ကိုကျွန်တော်ထုတ်ကြည့်ကြည့်မယ် Emirates ကအောက်ထိကျသွားတယ်ပေါ့နော်ဆိုတော့အဲကြောင့် Okay ဟုတ်ပြီ Emirates ကတော့ပုံမှန်ပဲဆိုတော့အရင်ကြီးတော့ဟိုတောင်းတော့ကြီးတော့မဖြစ်ဘူးပေါ့နော်တင်တင်လေးတော့ဖြစ်မနေဘူးအဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ Bose speaker Qdar လေးတွေနှလုံးပါမယ်အောက်မှာ အာအပေါ်နာလေးမှာဖြူတာလေးနှလုံးပါတယ်အောက်မှာတော့တကယ် main speaker ပါမယ်ပြီးွားရင်အာကျွန်တော်တို့ဒီမှာတော့အာရေဘူးထည့်တဲ့နေရာအရင်ကြီးမဟုတ်ဘူးဒါလည်းတိတ်အေးကြီးတဲ့အချက်မဟုတ်ဘူးရေခွက်လောက်ပဲထည့်လို့ရမယ်အဲ့ဒါလေးတွေတော့အပေါ်ဘတ်ချမ်းလေးမှာထည့်ထားတယ်ဒါကတော့ခြားကားရည်နဲ့၄ရောက်မတူတဲ့ဟာလေးပေါ့နော်အနောက်ကတော့ကျွန်တော်တို့နည်းနည်းခက်ဝုတ်ဝုတ်လေးနေတယ်သူကကားဟိုကအနောက်ကိုဝက်သွားတာအာဆိုတော့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ ဒီကျွန်တော်တို့အာစာကြည့်ရဲ့ light ကလေးတွေကဒီအရှိကိုရောက်သွားတယ်ပေါ့နော်ဆိုတော့ခါကျတော့ဒီကောင်လေးတွေကအရှိကိုရောက်သွားတယ်ပြီးသွားလို့ရှိရင်အနောက်မှာကျွန်တော် aircon fan တစ်ခုပါမယ် type c port တစ်ခုပါတယ်အဲ့ဒါလေးတော့သဘောကျတယ်ပေါ့နော်ဆိုတော့ထန်ရတာလည်းတောင်းစားရှိတယ်ဒါကျွန်တော်တို့ leg ground ကတော့အများကြီးကျန်ပါတယ် head ground လည်းကျွန်တော်အမှန်တမ်းပြောရလို့ရှိရင်ကျွန်တော်တို့လို asian တွေအတွက်ကတော့အဆင်ပြေပါတယ်ဘာမှပြဿနာမရှိဘူးဒီမှာ ambient light တွေပါမယ်ပြီးသွားရင်ဒီဘက်က leather တွေတုံးထားတယ်နော် leather အမှားသားလေးတွေပေါ့နော်အရင်အပြော့ကြီးတွေမဟုတ်ဘူးဒါပေမဲ့ အဲကျွန်တော်တို့အချစ်ဖြစ်တဲ့ဟာမျိုးတွေတော့မဟုတ်ဘူးဗောနော်အကောင်းစားလက်ဇရီလေသားလေးတော့အသုံးပြုပေးထားတယ်နောက်တစ်ခုကျွန်တော်ဒီကားမှာမကြိုက်တဲ့အချက်တစ်ခုလိုပဲကျွန်တော်ပြောရမယ်အဲ့ဒါဘာလဲဆိုတော့ sunshade ဗောနော် sunshade ကတော့ manual ကြီးဖြစ်သွားတယ်ဗျာဆိုတော့ဒါကြီးက manual လုတ်ပြီးတော့မှဒီလိုမျိုးချုပ်ပြီးတက်ရတယ်ဟာကြီးပြီးတော့နောက်မှထားဗောနော်ဆိုတော့ဒီဟာကြီး sunshade ကအဲ့လိုအဲ့လိုမျိုးလုတ်ထားတာဗောနော် sunroof ကနောက်ကဒါကြီးကတော့ဖွင့်လို့မရဘူးဗောနော်ဒီကောင်အသေးဗောနော်ဆိုတော့ sunshade ကဒီလိုမျိုး manual လာတာဗောနော် auto မဟုတ်တော့ဘူး share ဟာလည်း manual ပဲလက်နဲ့ဆွဲလို့ရတာဒါပေမဲ့ဒီကောင်ကပို့ပြီးတော့ manual ထက် manual ရဲ့ပေါ့နော်ဆိုတော့ဒီကောင်ကတော့ဒါလေးတော့ရှိတယ်ဒါပေမဲ့လည်းဟိုခါတလေမှလောက်တာဖြစ်တဲ့အတွက်အရင်နှောက်ဆက်ဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူးနော်ဆိုတော့ဒီမှာလည်းရှိမယ် okay ဆိုတော့အနောက်ကတော့ထွေထူးပြောကြမလို့ဘူးဒါပဲအထိုင်ကုန်နောက်မှမှန်တယ်မှန်ချာခလုတ်ပါတယ်ထိုင်ကုန်အပူခလုတ်ပါတယ်ဒီကောင်ကအေးမရဘူးအပူပဲပါတယ်ဆိုတဲ့ခါကျတော့ဟုတ်ပြီအဲကျတော့ကျွန်တော်တို့ test flight လေးလုပ်ကြည့်ကြမယ်ဒီကောင်ကတော့0 kg ကမဟုတ်တဲ့အတွက်ကျွန်တော်တို့ test flight လုပ်လို့ရတယ် test flight လေးတစ်ချက်လောက် စမ်းမောင်းကြည့်မယ် response လေးဘလို့နေလဲကိုယ်တွေဘာတွေဘလို့နေလဲပေါ့နော်အာကားပုံစံလေးကဗျက်ကလေးနဲ့ကျယ်ပြီးတော့တိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့အာကျွန်တော်အထင်တော့တိတ်ပြီးလူးစရာအကြောင်းတော့မရှိဘူးနော်ဆိုတော့ဒီခုပဲကြည့်ရမှာ free base တိုးတော့နည်းနည်းလေးများလှိုင်းစီးသလိုများဖြစ်မလားဒါလေးပဲတစ်ချက်ကြည့်ရမှာဒါလည်း independent suspension တုံးထားရင်ပြဿနာရှိမှာမဟုတ်ဘူးပေါ့နော်ဆိုတော့စမ်းမောင်းကြည့်ကြမယ်ကျွန်တော်တို့ဆိုတော့အာဒါလေးကတော့ကျွန်တော် ENS1 လေး test drive မောင်းတာပေါ့နော် okay pickup ကောင်းပါတယ် EV ကဆိုတဲ့အတိုင်း pickup ကောင်းတယ်ဆိုတော့ဒီကောင်ကတော့ single motor ဆိုတော့ single motor လောက်ပဲအဲဟိုကကောင်းမှာပေါ့နော်ကျွန်တော် okay နောက်ပြီးတော့နောက်တစ်ခုပါအားသာကြရလဲဆိုတော့ကျွန်တော်တို့ဒီကောင်ကဘက်မှန်ကကင်မရာ view ဖြစ်သွားတာပေါ့နော်ရိုးရိုး mirror view မဟုတ်ဘူးကင်မရာ view ဖြစ်တဲ့အတွက်ပို့ပြီးတော့ mic တယ်ပေါ့နော်နောက်ကကားကိုပို့ပြီးရှင်းရှင်းလင်းလင်းပို့ပြီး မြင်ရတယ်ဗောနော်ဥမာကိုကနောက်မှာနောက်ပစ္စည်းတွေထားထားရဲဆိုလို့ရှိရင်လေဒီကောင်ကကင်မရာ view ဖြစ်တဲ့အတွက်ကြောင့်မလို့သတ်မှန်ကွဲနေရရင်ဘာမှမရှိတော့ဗောနော်အဲ့ဒီခုလေးကတော့အဲသဘောကျဘူးကောင်းတယ်ကင်မရာ view ဖြစ်တဲ့အတွက်နော်ဆိုတော့ကျွန်တော်မောင်းချင်နေတယ်ဆိုတော့စတီယာရန်ဘော response ကလည်းတော်တော်လေးမြင်ရတယ် road noise လို့ပြောရမလားမော်တာတန်လေးလည်းပြောရမလားရွှေရွှေဆိုတဲ့တန်လေးတော့ကျွန်တော်နည်းနည်းကြားတယ်ပေါ့နော်အဲ့ဒါလေးက road noise လေးတော့နည်းနည်းဒီကောင်ရှိရယ်နောက်ပြီးတော့ကျွန်တော်ကျွန်တော်ခန်းစားချက်အရာပေါ့နော်ဒီ pillar လေးတွေကနည်းနည်းကားဝတ်ထားတော့နည်းနည်းဒီ apter လေးတွေကနည်းနည်းကွယ်တယ်လို့တော့ခန်းစားရတယ်ဒါပေမဲ့ရှေ့က bonnet ကတော့ကျွန်တော်ကခုံမြင့်မြင့်လိုက်တဲ့အတွက် bonus ကတော့အရင် bonnet ကတော့အရင်ကွယ်တယ်လို့မခံစားရတော့ဘူးအောက်ကနေလည်းစိုက်သွားတယ်ခုံကလည်းနည်းမြင့်ထားပြီးတော့ ဘောနာကတော့အရင်မကွယ်နေဘူးပေါ့နော်အဲကျွန်တော်တို့ကီလိုမီတာအဲ15 20အောက်ရောက်တာနဲ့ချက်ချင်းကျွန်တော်တို့ကားက360 view ပေါ်လာတယ်ဘတ်အိုင် view အနေနဲ့အဲပေါ်လာတယ်ပြီးတော့အရှိ view လည်းကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကောင်ဒီကောင်ကထွက်လိုက်ပဲโอเคဟုတ်ပြီပြီးတော့ရင်ကင်မရာမာတီ view နဲ့ကြည့်ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒါကားရဲ့အဲ view ပုံစံနေကုန်း ကြည့်ကြလို့ရပေပေညာပေါ့မှောင်ရတဲ့အာကျွန်တော်တို့ဒီကောင်လေးက electronic system တွေဖြစ်သွားတဲ့အတွက် CN လှည့်ရတာတွေပါတော့တော်တော်လေးကိုပေါ့ပါတယ်ဆိုတော့ဒါမှအရင်စီကားလေးလို့ပြောနေကြရလဲမလို့ကျွန်တော်တို့ချက်ချင်းကင်မရာပိတ်သွားတယ်ကျွန်တော်ဒီကီလို20ကျော်ပြီဆိုတာနဲ့ပေါ့နော်စီကားတွေကတော့ဗျာကားကျော်ရတော့တအားကောင်းတယ်ဗျာစိတ်ရှားလက်ရှားပဲကိုဘလောက်ထိအမြန်ကျော်မလဲเนาะ instant dog ကျွန်တော်တို့ဒါကြော့ကတ်ပေါ့နော်ကြော့ကတ်ကောင်းတဲ့အတွက် ကကြော်မယ်ဆိုတော့ AAC ပဲလွတ်ပြီဆိုတာနဲ့ Wagner name ကြော်ရုံပဲပေါ့နော်အဓိကလွတ်ဖို့ပဲရှေ့ကရောင်ဝါဝါလုံနေတော့အဲအဒိန်နင်းကံပြီးမကြော်ဖို့တော့ကျွန်တော်နဲ့အကြံပေးခြင်းတယ်ဘာလို့ဆိုတော့အရန် horse power များတယ်အဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ team ခိုက်မိရင်တတ်တာမှာမဟုတ်ဘူးတိုက်ခံရတဲ့ကားရောတိုက်တဲ့ကားရောပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့အဲ့ဒါလေးတစ်ချက်တော့သတိထားခြင်းနဲ့စားစေခြင်းနဲ့ကျွန်တော် blind spot monitor ပါတယ်ကျွန်တော်ပတ်မှန်နေမှာ တော့ suspension တွေကကျွန်တော်ဒီကလမ်း short လေးဆိုတော့လမ်း short လေးဆိုတော့ suspension သိမ်းမသိရသေးဘူးเนาะရှင်းတာတစ်ချက်ကျွန်တော်ကြွေးကြည့်မယ် EV ကမောင်းပြီးရင်တော့ကျွန်တော်စီကားပြန်မောင်းရင်တော့တော့ခက်ခဲရှိမဲ့သဘောရှိရယ်ဘာလို့ဆိုတော့ EV ကတော့ဒီပါနေရတာနဲ့တော်တော်လေးပါတာဖြစ်တဲ့အတွက်တော်တော်တွက်တယ်လို့ပြောလို့ရတယ်ဆိုတော့ဥပမာကိုက EV ကမောင်းပြီးတော့မှကျွန်တော်1.3ပြန်မောင်းမယ်လို့ဘာလို့ဆိုရင်တော့တော်တော်လေးကိုစိတ်စင်းရမယ်သဘောမျိုးတော့ရှိတယ် ော့ဒီကောင်းကအရန် EV ကားတွေက pick up speed အရန်ကောင်းတယ်ပေါ့နော်ဆိုတော့အခါကျတော့နည်းနည်းအာပြောရရင်တော့စီကားဆိုရင်တော့မှကျွန်တော်တို့မောင်းတဲ့ဟာ horse power 200 200နဲ့အထက်ပဲမောင်းမှာပဲအားရမဲ့သဘောရှိလိမ့်မယ်ပေါ့နော်ကျွန်တော်အမြင်ပြောရရင်တော့အဲဒီ1.3တွေမောင်းရင်တော့အားရမှာမဟုတ်တော့ဘူးပေါ့နော်ဒီကောင်က pick up speed ကတော်တော်ကောင်းတာဆိုတော့อืมချိန်လေးကျွန်တော်ဒီမှာ charge ပြန်အဲနည်းနည်းလေးတော့ suspension ကကျွန်တော်အနေနာနဲ့ရ ည်းနည်းလေးမာတယ်လို့တော့ခံစားလို့ခံစားရတယ်ဒါပေမဲ့အရင်မာတာတော့မဟုတ်ဘူးပေါ့နော်ဆိုတဲ့ခါကျတော့တို့တာလည်းကြာနေရပါတော့ခေဒါတော့ကျွန်တော် wave base တို့လို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အရင်ခုံတာမျိုးတော့လည်းမဟုတ်ဘူးပေါ့နော်နည်းနည်းလေးတော့ကျွန်တော်အတင်ပြောရရင် line စီးသလိုလေးတော့ဖြစ်တယ်ပေါ့နော် suspension เนี่ยเนเน่ตองเนี่ย တောင်း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 လေးနေတယ်ပေါ့နော်လို့ရှိတယ်โอเคဟုတ်ပြီကျွန်တော်တို့ထားမယ်အပီလန်လေးအဲ့တော့တော်တော်ကွယ်တယ်ပေါ့နော်ဆိုတော့ဒီဘက်ပီလာဆိုပိုးဆိုးတဲ့အကွက်ကြားလို့ရှိရင်ကျွန်တော်နည်းနည်းလေးကွယ်နေတာမျိုးပေါ့နော်ထဲကိုကွယ်နေတဲ့ဟာမျိုးတော်အပီလာရဲ့နည်းနည်းထူလဲထူတယ်ထဲထဲမှာကျွန်တော်စပီကာတွေရောကျွန်တော်ဒီမှာဆန်ဆာလေးတွေရောတတ်ထားလိုက်ပြဒီဘက်မှာဆန်ဆာလေးတစ်လုံးပါတယ်ကျွန်တော်အခုမှသတိထားပြီဆန်ဆာလေးလည်းပါတယ်ဒီမှာ post post speaker ရဲ့ cuter လေးတွေလည်းပါတယ်ဒီဘက်မှာပေါ့နော် တော့ဒါမဲ့ဒီကောင်က360ပါတာဖြစ်တဲ့အတွက်တိတ်တော့ပြဿနာမရှိဘူးပေါ့နော်ဆိုတော့ပါကင်ထိုးရပြဿနာမရှိဘူးဒါပေမဲ့မောင်းတဲ့အချိန်အတွက်ပဲနေရာလေးတွေကအရင်တုန်းကတော့ဒီကောင် ENS1 တွေက2023 2024လောက်မှာတော့ဒီကောင်တွေကတော်တော်လေးကို popular ဖြစ်တဲ့အဲ EV တွေမှာတော်တော် popular ဖြစ်ခဲ့တာပေါ့နော်ဆိုတော့အရင်တုန်းက BZ38 တို့ BZ48 တို့အဲဒီကောင်တွေကတော့တော်တော်လေး hit ဖြစ်ခဲ့တာအခုနောက်ပိုင်းမှာတော့ကျွန်တော်တို့နည်းနည်းပို့ပြီးနီးပညာမြင့်တဲ့အဲ modern ဖြစ်တဲ့ အားမျိုးတွေနောက် BYD ကလည်းပို့ပြီးတော့အာဘီတွေမှာပို့များလာတာရော BYD ရဲ့ model ရွေးချယ်စရာ model တွေပို့ပြီးများလာတာရောအရင်တော့2023 2024လောက်မှာ BYD က Auto 3တို့ဘာလို့လောက်ပဲရှိတာတခြားအသိပ္ပိ BYD ကဒီမှာ model အများကြီးမရှိဘူးเนาะအခုဆိုလို့ရှိရင် BYD က Auto 3တွေရော2တွေရော Sound L တွေရောအကုန်လုံးပေါ့เนาะတော်တော်များများ model စုံလာတယ်အဲဒါ C Lion တွေရောအစုံအစုံ model အစုံရောက်လာတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ တခြား company တွေကနေပြီးတော့လည်း EV brand မျိုးစုံရောက်လာတယ်ဥပမာ Venusia တို့လိုအဒီပယ်ရိုလိုအဲကျွန်တော်တို့တော့4သိန်းတို့လိုအများကြီးအများကြီးပေါ့ EV brand တွေရောက်လာတဲ့ပြည်တွင်းကိုရောက်လာတဲ့အခြေအနေမျိုးမှာတော့ ENS1 လေးတွေကအရင်ကလောက်ကြီးကျွန်တော်တို့အာ hit ဈေးကွက်ထဲမှာ hit မဖြစ်တော့တာတော့အာတွေ့ရတယ်ဒါပေမဲ့အဲလူကြိုက်ဘာလို့လဲဆိုတော့ဂျပန် brand တစ်ခုဖြစ်နေတဲ့အတွက်လူကြိုက်များနေသေးပဲတော့တဲဖြစ်ပါတယ် ါတော့အားလုံးကိုကြိုက်တဲ့ကိုပေါ့တချို့ကကျတော့လေကျုပ်ကားမန်းတော့သိတယ်ထိုင်းမဲ့ဂျပန် brand လေးမှကြိုက်တာမျိုးဆိုလို့ရှင်တော့ဒီကောင်ကရွေးချယ်စရာပဲပေါ့နော်ဒါပေမဲ့2023လို့သာပြောတယ်တချို့2024ကျွန်တော်အစောကပြောခဲ့တယ်2024 2025ကပါ function တွေအကုန်ပါတယ်ဥပမာဆောင်းရလို့ auto parking တွေပါပြီးပါတာဆိုတော့အခုဒီ2025ကားတော့တော်တော်များများတော့မပါဘူးပေါ့နော် BYD ဆိုရင်တော့မှ Clion တို့ Sao တို့အဲ့လိုမျိုးတကယ်ကားအာဒီသူတို့ပြောရမယ်ဆိုရင်ね high end ဖြစ်တဲ့ကားမျိုးတွေမှာပါ အော်တိုပါကင်ပါတာဒီကောင်2023နဲ့အော်တိုပါကင်ပါနေပြီပေါ့နော်အဲ့ဒါလေးခုတော့ရှိတယ်နောက်ပြီးတော့အာ EV အရင်မဆန်ဘူးသူ physical button နေအများကြီးပါတယ်အဲ့တော့ကြောင့်မလို့ဘာမှဟိုစီကားနဲ့ EV ကပြောင်းစီလို့ဘာမှအခက်အခဲဖြစ်နေစရာအကြောင်းမရှိဘူးခါကြရလို့ချင်းသူဟာတွေကဘတ်တန်တွေမပါတော့ဘာဘေးနားပါလှုပ်လို့လို့မှမသိဖြစ်မနေတော့ဘူးเนาะဒါကလည်းကာခဏစဝဲကာစပါပဲ ဆိုတော့နောက်ပိုင်းစီးကြကြအောင်သူကလည်းသူကိုကားကိုတော့ကျွမ်းကျင်သွားကြမှာကြီးပါပဲဒါအကွေကိုပြစ်ကွေးကြီးတယ်စပီနဲ့ကွေးကြီးတယ်တော်တော်ကွေးလို့ကောင်းတယ်ခင်ဗျာအခုကကျွန်တော်အကွေကိုကျွန်တော်လုံးဝ45 degree အကွေကိုကျွန်တော်လုံးဝကိုစပီနဲ့နင်းပြီးတော့ကွေးတာငြိမ်နေတာပဲအဲ့ဒီချက်ကြိုက်တယ်ဗျာတကယ်ပဲဆိုတော့သူကဗျက်ကလေးနဲ့ကြဲတာအောင်ဆိုတော့မြန်လန်းနေပါတယ်မှာ high speed နဲ့ကွေးရယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့စိတ်ချယုံကြည်မှုရှိရှိနဲ့ကွေးလို့ရမယ်ထင်တယ် เนาะ instant dock ကလည်းကောင်းတယ် power ကလည်းမိုက်တယ်အကွေ့တွေမှာလည်းငြိမ်တယ်ဆိုတော့ခီးဝေးသွားမယ်ဆိုတော့ခီးရန်တွင်မဲ့ကားလို့ပဲကျွန်တော်ပြောခြင်းတယ်ဆိုတော့ကျွန်တော်အနှစ်ချုပ်ကလေးကိုဒီမှာပဲပြောမယ်ပေါ့เนาะကျွန်တော်တို့ဒီအာ1500ဝန်းကျင်နဲ့ရောင်းနေတယ်ကီလိုမီတာ1800လေးလောက်တော့ပါတယ်ဆိုတော့1500ဝန်းကျင်လောက်နဲ့ကိုကအာ Japan brand Japan brand တရုတ် EV လေးပေါ့เนาะစီမံဆိုနေနေတော့ရှုပ်သွားတာမသိဘူး Japan brand Honda ဆိုတာ Japan brand ထုတ်တာကတော့ Downfan နဲ့ပေါင်းပြီးထုတ်တဲ့အတွက် အဲတရုတ် EV ပေါ့နော်ဆိုတော့ဂျပန် brand တရုတ် EV လေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကလည်းအဲထည့်သွင်းရေးချက်စရာအမျိုးအစားလို့ပြောခြင်းနဲ့ဘာကြောင့်လို့ပြောခြင်းတာလဲဆိုတော့ကျွန်တော်က2023ဆိုပေမဲ့ဒီကောင်က2025 function တွေအကုန်လုံးနီးနီးပါတယ်အဲဥပမာဆိုလို့ရှိရင် auto parking ဆိုရင်ကျွန်တော်ခဏခဏပြောတယ်ဒီကောင်လေးက2025 model တွေမှာတော့မပါဘူးဒါတကယ်တမ်းသိမယ်ဆိုလို့ရှိရင်တချို့ကားတွေမှာတော်တော်များမှာမပါဘူးပေါ့နော်ဆိုတော့ဒီကောင်ကအဲ့လေးပါတဲ့ဈေးနှုန်းကလည်း1500ဝန်းကျင်လေးပဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကားဝယ်တယ်ဆိုလို့ရှိရင် 1500600ဝန်းကျင်ဆိုရင်လူတော်တော်များစိတ်ဝင်စားတဲ့အမောင်းပေါ့နော်1200 1300 1400တော့စိတ်ဝင်စားဆုံးပဲဒါပေမဲ့1500ဖြစ်တဲ့1500ဝန်းကျင်ဖြစ်တဲ့အတွက်တိတ်ပြီးတော့ iRange နဲ့လည်းမကွာတော့ဘူးပေါ့နော်ဆိုတော့ highway လေးလေးတုံးလို့ရတယ် SUV လေးလေးဖြစ်တယ် Japan brand Honda လေးလေးဖြစ်တယ်ဆိုတော့ကျွန်တော်ရင်းနဲ့ထည့်သွင်းစဉ်းစားမယ်ဆိုရင်ထိတ်ဆုံးကထည့်သွင်းရှိရတဲ့ကားလေးတစ်စီးဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ ဒီကားလေးကို review ရိုက်ပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ review လေးကိုအစနဲ့အဆုံးထိကြည့်ပေးတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်အကယ်၍မေးမြန်းချင်တာသိချင်တာလေးတွေရှိတယ်ဆိုရင်လည်း comment မှာရေးလို့ရပါတယ်ဒီကားလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ငကားလေးဒီ showroom မှာမေးမြန်းပြီးဝယ်ယူနိုင်ပါတယ်သူ့ရဲ့ဖုန်းနံပါတ်လေးတွေကိုလည်းကျွန်တော်အောက်မှာရောဒီမှာရောပြပေးထားပါတယ်ဆိုတဲ့အခါကျတော့ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးမေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်